မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။ဓမ္မအောင်သောဒေါ်လန်စစ်စင်တွင်လိုတဲ့ရဲဘော်တူချင်းဖြစ်စေတက်ဖွဲ့လိုက်ဖြစ်စေပူပေါင်းပါဝင်နိုင်ဟုမန္တလေးပြည်ရဲ့ဖိတ်ခေါ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒေါ်လန်စစ်ကိုဆင်နွှဲလိုတဲ့မိတ်ဆွေရဲဘော်တွေအနေနဲ့လူပုတ်ကိုတဦးတယောက်ချင်းသာမကအစုဖွဲ့လိုက်တက်ဖွဲ့လိုက်လာရောက်ပူးပေါင်းပါဝင်နိုင်ကြောင်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေး MTY PDF ကအောက်တိုဘာ31ရက်မှာဖိတ်ခေါ်လိုက်ပါတယ် တန်တမရော GNN တွေကမန္တလေးတိုင်းမိုးကုံနဲ့ရှမ်းမြောင်မိုးမိတ်ကနေဆုတ်ခွာပေးဖို့စစ်ကောင်စီနဲ့သဘောတူအပြည့်ရပြီးနောက်မန္တလေးဒေသ PDF တပ်ဖွဲ့တွေကဒေသထိန်းချုပ်နေမြေတွေဆက်လက်ကောက်ခွေသွားမယ့်အကြောင်းထုတ်ပြန်ခဲ့သလိုတပ်ဖွဲ့နဲ့ကင်းကွာတဲ့ရဲဘော်တွေပြန်လာဖို့တွန်းလှန်စစ်မှပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်ချက်တွေထုတ်ပြန်လျက်ရှိပါတယ်။ အခုချိန်မှာကျွန်တော်တို့ဟာပြည်သူ့ຫນွေဦးတော်လိုင်းရေးကြီးရဲ့အခက်အခဲဆုံးသောအခိုက်အတန့်ကာလတစ်ခုကိုရင်ဆိုင်ဖြတ်တန်းနေကြရပါတယ်တော်လိုင်းရေးတို့မြေတီအနေအမြင့်အတက်ကြကိုစီနေလိုင်းသဘောဆောင်တာတဘာဝပါပဲဒီလိုအခက်အခဲကာလကိုကျွန်တော်တို့ရဲ့စုစည်းညီညွတ်မှုတမ်းမာကြံ့ခိုင်မှုဇနဘေအကြီးမှုတွေနဲ့အတူရင်ဆိုင်ကြောင်လွားနိုင်မယ်ဆိုတာကိုလည်းပြေဝယုံကြည်ထားပြီးလည်းဖြစ်ပါတယ်လို့ MDY PDF ရဲ့ဖိတ်ခေါ်ချက်မှာရေးသားထားပါတယ် အခုအခါမှာစည်ရရ PDF တွေစုံမထိန်ချုပ်ထားတဲ့နေမြေဒေတာတွေကိုအာနာသိန်းစေုပ်စုကအမြင့်ပြင်းဝေဟင်တာလုံးအင်အားများစွာနဲ့ထိုးစစ်ဆင်နေတာကိုအတက်နိုင်ဆုံးအကောင်းဆုံးအနေထားနဲ့ကြမ်းကြမ်းခံရင်ဆိုင်နေကြတယ်လို့အသိပေးပါရယ်ဒီလိုအချိန်ဒီမှာကျွန်တော်တို့ဒေါ်လာရေးအတွက်အထူးရေးပါတဲ့မဟာဗျူဟာမြောက်နေမြေတွေကိုဆက်လက်ထိန်ချုပ်နိုင်ဖို့ကအထူးအရေးကြီးပါတယ်ဒါအပြင်မြမပြည်လေပိုင်းမြေပြန့်ဒေတာမှာရှိတဲ့ရန်သူစေုပ်စုရဲ့အသေးနှလုံးအချက်အချာနေရာတွေကိုဆက်လက်ချိန်ချောင်းနိုင်ဖို့အတွက်လည်းအလုပ်တွေများကြီးဆက်လုပ်ရဖို့ရှိပါ ပါမယ်လို့ MDY PDF ကထုတ်ပြန်ခဲ့ပြီးရဲဘော်တပ်တွေများစွာအရေးတကြီးလိုအပ်နေတာကိုအသိပေးပါရယ်ဒေါ်လန်စင်ရဲ့အရေးပါတဲ့လုပ်တွေကစောင့်ဆိုင်းနေတဲ့အတွက်အခုထက်တာလွန်နဲ့တိုက်ဆွမ်းရည်နဲ့တိုက်ဆွမ်းအားလိုအပ်တယ်လို့ဖော်ပြပါရယ်ဒါကြောင့်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကဒေါ်လန်စစ်ကိုဆင်နွှဲလိုတဲ့လူငယ်လူရွယ်အပေါင်းကိုလိုက်လဲစွာဖိတ်ခေါ်အပ်ပါရယ်မိတ်ဆွေရဲဘော်ကျွန်တော်တို့စီလာပြေအောင်သာလာခဲ့ပါစစ်တကယ်တိုက်နိုင်ဖို့နဲ့လိုအပ်တာတွေတက်ဆင်ပံ့ပိုးနိုင်ဖို့ကကျွန်တော်တို့အပြည့်အဝတာဝန်ယူပါရယ်ပြည်သူ့ဒေါ်လန်စ စ်ကရဲဘော်တို့ကိုလိုအပ်နေပြီလို့ MDY PDF ကထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။ MDY PDF တို့ Telegram Channel ကနေတဆင်ဆက်သွယ်နိုင်တဲ့အကြောင်းလေးဖော်ပြထားပါရယ်။ MDY PDF လိုပဲမိုးကုတ်ဖြူဟာမိုးကုတ်ပကောက်ဖာနေတပိတ်ချင်းစင်ကူးနယ်မြေခံတွေနဲ့စုစည်းထားတဲ့ TRI ဖြူဟာတွေကလည်းတက်ဖွဲ့ဝင်ဖြစ်ပူပေါင်းဖို့ဖိတ်ခေါ်ချက်တွေထုတ်ပြန်ထားကြောင်းသိရှိရပါရယ်။ ဒီနေ့ရေဆိုင်ဖို့အလဲကျလာပြန်တဲ့စစ်တပ်ထိပ်ပိုင်းအရာရှိနှုတ်ဆိုတဲ့တရင်ဆောင်ပါတပုတ်ကိုတင်ဆက်ပေးပါမယ်။လက်နက်မဲ့ရတားပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်ပြီးသူရဲကောင်းတွေလိုဟစ်ကြွေးနေတဲ့စစ်အုပ်စုဟာအာရခတပ်တော် AA ကိုတော့အင်မတန်ကြောက်တယ်လို့တင်ပြပါရယ်။ တိတ်တုံညာနေခွန်ဆစ်စင်ရင်နဲ့ဒူအေရဲ့မြို့သိမ်းတိုက်ပွဲတွေမှာဒူးထောက်အញ្ញန့်ခံရတဲ့ဗိုလ်မှူးချုပ်တွေထောင်ချီတဲ့စစ်တုံးဘန်းတွေရဲ့တွင်ပြင်းတွေကဆေးဥစုပုံရိပ်ကိုအကြီးအကျယ်အထိနာစေခဲ့ပါတယ်။အာနာသိန်းခေါင်းဆောင်အနေနဲ့အေအေကိုလက်နက်ချဖို့စစ်တုံးဘန်းဗိုလ်မှူးချုပ်တချို့ကပြန်ပြောရတဲ့အချိန်အေအေကလည်းလက်တံပြောင်းပါတယ်။အေအေနဲ့ရင်မဆိုင်ရဲလို့ပြည်သူပြည်လက်နက်ချသူချနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားမှာအကြောက်တရားကြီးဆိုနေတာပါ။ဒါပေမဲ့လည်းလုံဆန်းလို့မရတဲ့အမိန့်ညွှန်ကြားချက်တွေကြားထဲမှာဗိုလ်မှူးချုပ်တအုပ်နဲ့ ်ပုံမှုကြီးတဦးကတော့ရခိုင်စစ်မြေပြင်ကိုခြေချရပါတော့မယ်။စေဦးစီးတက်ကတော်ကအကြောက်ကြီးပုံမှုချုပ်ဇော်ထိုင်းလန်နဲ့တမ55ဒုတိယတမမှုပုံမှုကြီးမျိုးမြင့်ဦးတို့ဖြစ်ပါတယ်။အေးရဲ့တိုက်ခိုက်မှုကြောင့်အထင်အားနေတဲ့စစ်ရေးဒေသနှစ်ခုကပုံမှုချုပ်နှစ်ဦးနေရာမှာသူတို့ကိုစစ်ကောင်စီကအစားထိုးလိုက်တာပါ။ ရခိုင်ပြည်နယ်နေဆက်ဒေသတွေဖြစ်တဲ့ပဲခူးတိုင်းမကွေးတိုင်းနဲ့အေရော်ရီတိုင်းကတိုက်ပွဲတွေမှာအထင်နာနေတဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စကားခစခွန်ကစကားခမှုဗမှုချုပ်ကျော်စွာလင်းနေရာမှာဗမှုချုပ်ဇော်ထိုင်းလက်ကိုအစားထိုးလိုက်ပါတယ်အလောက်တူစစ်တွေအခြေဆိုင်ဒေသကုကဲမှုစစ်ဌာနချုပ်ဒကာဆမှုဗမှုချုပ်နေမျိုးအောင်အစားဗမှုကြီး မျိုးမြင့်ဦးကိုတာဝန်ပေးလိုက်တာပါအောက်တိုဘာလ22ရက်နေ့မှာချိန်လိုက်တာတိုင်းမှုတွေလည်းပါရင်စည်ရင်နဲ့နိုင်ငံရေးကိုပုံစံတစ်မျိုးပြောင်းပြီးကစားမယ့်သဘောဒါပေမဲ့အေအေခွင်ကိုတွားရမယ့်သူတွေမချောင်ဘူးလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ် ဘုံမှုချုပ်ကျော်စွာလင်းကိုမှော်ပြီးဘုတနန်ကအเจ้าကြီးဖြစ်ပြောင်းလိုက်ပြီးဘုံမှုချုပ်နေမျိုးအောင်ကိုတော့တက်မတော်အုပ်ချုပ်မှုကြောင့်ပြင်းဥလင်เจ้าကြီးဖြစ်ပြောင်းလိုက်ပါတယ်။အော်တိုဘာလာ၂၂ရက်နေ့ကရာထူးအပြောင်းရွှေ့ပြုလုပ်လိုက်တဲ့ဖြစ်စဉ်မှာအရှိန်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူနဲ့အရှိန်လေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူစကခစနေစကခ73နဲ့စကခ20စကခမူ3ဦးအပါအဝင်ဘုံမှုချုပ်နဲ့ဘုံမှုကြီးအဆင့်တွေ30နီးပါးပါဝင်ပါတယ်။ စကားကားစက်ခွန်အားရှမ်းပြည်နယ်တောင်ပိုင်းမှာအခြေစိုက်တာပါပဲခူးတိုင်းမခွေတိုင်းနဲ့အေရီတိုင်းရခိုင်ပြည်နယ်နဲ့နေဆက်ဒေသတိုက်ပွဲတွေမှာအေအေကိုဆစ်ရှုံနေတဲ့တမ69စာပြီးခဲ့တဲ့ဩဂုတ်လကစပြီးစကားကားစက်ခွန်လောက်ခံတိုင်ရင်တွေကိုစစ်ကောင်စီပို့ဆောင်ပြီးခုခံဆင်ခဲ့တာပါအေအေရဲ့ထိုးစစ်ကြောင့်စခန်းတွေဇက်တိုင်လက်လွတ်ခဲ့ရတဲ့အတွက်တမ69တမမှုဘုံမူကြီးတမောင်ကျော်ကိုတော့အာနာသိန်းစစ်ကောင်ဆောင်ကအသုံးမချဘူးဆိုတဲ့အထားနဲ့ဖမ်းဆီးအရေးယူခဲ့ပါတယ် ရခိုင်ပြည်နယ်ဆက်ဆက်နေတဲ့မကွေးတိုင်းတွေကနယ်ရကန်ပြူဟာတိုက်ပွဲအမ်ဘရန်လန်တိုက်ပွဲရခိုင်ပြည်နယ်ပဲခူးတိုင်းဆက်ဆက်နေတဲ့တောင်ကုန်းဗရောင်းလန်တိုက်ပွဲ ရခိုင်ပြည်နယ် AR တိုင်းဆက်ဆက်နေတဲ့လင်းမျက်နာမြို့နယ်ကတိုက်ပွဲတွေမှာစကားကားစက်ခွန်လောက်ခံတရင်တွေရောက်ရှိလာပြီးတိုက်ခိုက်နေပေမဲ့အင်းနဲ့ပူပေါင်းတပ်တွေထိုးစစ်ချောင်းအထိနာနေပြန်ပါတယ်။အဲ့ဒီချိန်မှာစကားကားစက်ခွန်စကားခါမှုအပြောင်းရွှေ့ဖြစ်လာတာပါ။ရခိုင်ပြည်နယ်မှာတင်းယူဖို့ကြံနေတဲ့ကြောက်ဖြူနယ်မအောင်မြို့နယ်အတူလာပေါင်းများစွာဝင်းရဲ့ပိတ်ဆို့ထားတဲ့စစ်တွေမျိုးကိုလည်းအော်တိုဘာလာဇန်းကစပြီးအင်းကစစ်အရေးမြင့်တင်လာပါတယ်။ဒါကစမှုအနေနဲ့အင်းရဲ့မြို့သိမ်းတိုက်ပွဲတွေကိုလေ့လာပြီးခုခံတိုက်ခိုက်ခြင်းမပြု တော့ပဲလက်နက်ချဖို့ပြီးခဲ့တဲ့ရက်အနည်းငယ်တွင်မှာတော်လန်ရင်အင်အားစုတွေကတိုက်တွန်းခဲ့ကြပူပါတယ်ဒီတရင်နေလူမှုကွန်ရက်ပေါ်ထွက်လာပြီးရက်အနည်းငယ်ကြာမှပဲစစ်တွေတပ်ကဆောက်မှုကိုအပြောင်းလဲလုပ်လိုက်တာလည်းဖြစ်ပါတယ် အေဟာတစ်တုံများနေကုန်စစ်စင်ရဲထဲမှာစစ်ကောင်းစီရဲ့ဗိုလ်မှူးချုပ်လေးဦးဒုတိယဗိုလ်မှူးကြီးတုံနဲ့စစ်တုံပန်းအနေနဲ့ဖမ်းဆီးထားပါတယ်ဗိုလ်မှူးချုပ်တို့ပျောက်ဆုံးနေပြီးဗိုလ်မှူးကြီး၅ဦးသေဆုံးခဲ့ပါတယ်ရခိုင်စစ်မြေပြင်မှာအေလက်ထဲအဆွဲကျိုးသွားတဲ့စစ်ကောင်းစီထိတ်တန့်အရာရှိတွေစရင်ကဒီလိုရှိပါတယ်၂၀၂၄ဒီဇင်ဘာလကအေရဲ့ကွမ်းမြူသိန်းတိုက်ပွဲမှာ တမ20နဲ့တမမူဘုံမူကြီးအောင်နေမျိုးနဲ့တမ17တမမူဘုံမူကြီးတန်းစိုးဝင်းတို့တည်ဆုံခဲ့ပါတယ်2024ဒီဇင်ဘာလရှင်ရက်ကမောင်းတော်မျိုး နေကြားဆောင်တပ်ဖွဲ့ခွဲနခခ9ကိုတင်ယူခဲ့တဲ့တိုက်ပွဲမှာဗိုလ်မှူးကြီးအောင်နေမျိုးတိတ်ဆုံခဲ့ပါတယ်ဗိုလ်မှူးကြီးအောင်နေမျိုးဟာလောင်ငယ်သားတွေနဲ့တူရွှေတွေနဲ့ပိုက်ဆံတွေယူပြီးထွက်ပြေးစင်မှာအေးတပ်ဖွဲ့ဝင်တွေကထိတ်တိုက်တွေ့ပြီးပြစ်ခတ်ရှင်းလင်းခံခဲ့ရတာဖြစ်ပါတယ်အလားတူမောင်တော်မျိုးတိန်တိုက်ပွဲမှာဘူတိတော်မျိုးအမတ်15စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စက္ကခဇန်ကစက္ကခမှုဗိုလ်မှူးချုပ်ဒူရင်ထွန်းကိုအေးကအရှင်ဖမ်းမိခဲ့ပါတယ်ဗိုလ်မှူးချုပ်ဒူရင်ထွန်းဟာစစ်တုံးပန်းအနေနဲ့အကြောက်လွန်နေတယ်လို့အေးစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကပြောကြားခဲ့ပါတယ်။ဒါပြင်2025ဒီဇင်ဘာလ20ရက်နေ့ကအမျိုးအခြေဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နောက်ပါကကိုတင်ယူတိုက်ချိန်မှာဒုတိယတိုင်းမှုဗိုလ်မှူးချုပ်တောင်းထွန်းနဲ့ တိုင်းဦးစီးချုပ်ပုံမှုချုပ်ကြောကြောတန်းတို့ကိုအရှင်ဖမ်းမိခဲ့ပါတယ်စစ်ကောင်စီကောင်းဆောင်တွေအနေနဲ့အတိတရားရပြီးလက်နက်ချဖို့ရတားပြည်သူတွေကိုမတက်ဖြတ်ဖို့ပုံမှုချုပ်ကြောကြောတန်းကရုတ်တန်းကတစင်တိုက်တွန်းခဲ့ပူပါတယ်အေထန်ဒူးထောက်ခဲ့ရတဲ့နောက်ထပ်ပုံမှုချုပ်ကစကားခကိုစကားခမှုပုံမှုချုပ်ဇော်မင်းထွန်းဖြစ်ပါတယ်2024ဖေဖော်ဝါရီလဇန်ပိုင်းကကြောက်တော်မျိုးကနေစစ်တွေမျိုးကိုရှေ့တက်တင်းမော်တွေနဲ့ ကလက်တန်မြေချောင်းတိုင်းထွက်ပြေးစင်မှာအေအေစစ်တီတော်တွေကလိုက်လံတိုက်ခိုက်ချင်းမုံဖန်စီခဲ့တာပါ။ဒါကြောင့်ဗိုလ်မှူးချုပ်ဇော်မင်းထွန်းဟာအေအေဖန်စီနိုင်ခဲ့တဲ့စစ်တပ်ဗိုလ်ချုပ်တွေထဲမှာပထမဆုံးဈေးဥပေါက်သူဖြစ်ပါတယ်။သူနဲ့အတူစစ်တပ်အရာရှိကြီးတွေကိုပါအေအေကအရှင်ဖမ်းမိခဲ့ပါတယ်။မြောက်ဦးမြို့သိန်းတိုက်ပွဲမှာတော့တမစတိတ်တမမူဗိုလ်မှူးကြီးမင်းမင်းထွန်းတိတ်ဆုံခဲ့ပါတယ်။ပလောဝမြို့သိန်းတိုက်ပွဲကဗိုလ်မှူးချုပ်ဇင်မျိုးစွေပြောင်းဆုံသွားခဲ့ပြီးတိတ်ဆုံလာလားထွက်ပြေးလာလားလွတ်မြောက်သွားလားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့အေအေကထုတ်ပြန် ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာနှုံးဘူးဖြူအားမှုဒုဗိုလ်မှူးကြီးပညာပိုင်ဆိုတေဆုံခဲ့ပါတယ်။ ။ဤနောက်ဆုံးဖမ်းမိထားတဲ့စစ်ကောင်စီရရှိကအမှတ်69ချင်းမြန်တမဌာနချုပ်ယာယီနီးပြူအားမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်ဖြစ်ပါရနေရကံပြူအားကိုခုခံတဲ့ငဖဲမျိုးနယ်ဂုံစီယိုချင်းရွာနေကတိုက်ပွဲမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကဖမ်းဆီးခဲ့တာဖြစ်ပါရသူကလည်းဗိုလ်မှူးချုပ်ကျော်ကျော်တန်းလိုပဲအေရဲ့စည်ရေးဆွဲရေးကိုချီးကျူးသွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချကြဖို့တိုက်တွန်းသွားခဲ့ပါရလက်ရှိမှာတော့စစ်တွေမျိုးသိမ်းတိုက်ပွဲကိုအေကစနစ်တကျပုံဖော်နေပြီးရခိုင်ပြည်နယ်နဲ့နေဆက်တိုက်ပွဲတွေမှာလည်းရလက်ကောင်းတွေ ွေရနေတယ်လို့အေအေနဲ့အတူတိုက်ပွဲဝင်နေတဲ့မဟာမိတ်ရဲဘော်တချို့ကပြောပါရယ်ရခိုင်ပြည်နယ်နေဆက်ဒေသတွေမှာစစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေကြောင့်တိုက်ပွဲတွေပြင်းထန်နေတယ်လို့မူလရည်မှန်းချက်အတိုင်းစစ်ရေးအောင်မြင်တဲ့အထိမြို့သိမ်းတိုက်ပွဲတွေကိုဆက်လက်တိုက်ခိုက်မယ်လို့အေအေကထုတ်ပြန်ထားပါရယ်တိုက်ပွဲတွေပြင်းထန်နေတဲ့ဒေသကပြည်သူတွေနဲ့အတူရခိုင်ပြည်နယ်တွင်ထိုင်းချုံမြို့နယ်တွေကပြည်သူတွေလည်းစစ်ရေးတရေရှိကြဖို့အေအေကတိုက်တွန်းထားပါရယ် ဟင်းလက်ဆောင်တတ်မဲ့မြို့သိမ်းစစ်စင်ရေးတွေနဲ့အတူလက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့စစ်ရေးမြေပြင်တွေဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက်ငရေခမ်းမဲလို့စစ်ရေးတရေရှင်မြကဆိုပါတယ်လက်ရှိစစ်ရေးအခြေအနေနဲ့ပတ်သက်လို့အေအေရဲ့မဟာမိတ်ရဲဘော်တို့ကတိုက်စစ်ဌာနချုပ်တောင်တင်ထားသေးတာပဲလက်ရှိစစ်ဆိုင်ထားတဲ့နေရာတွေကိုသိမ်းဖို့ကကြာတာနဲ့မြန်မာပဲကွာတာကောင်းပါတယ်ရန်သူတွေအတွက်ကတက်ကွင်းပဲဖြစ်တယ်ဟု၎င်းကပြောကြားကြောင်းသိရပါတယ်